ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရင်းရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စိုင်းသူဇေယနယောမညာရေးသားထားတဲ့အောင်မြတ်သာနေ့ပရာလောကစီးဆွဲဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရင်းရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘီနာကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးမြတ်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသားမယ့်ဒီဟာတော့ကျွန်တော်ကိုခံပဲဖြစ်ပါတယ် ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာအိနေချန်ကိုတန်ရှင်းအောင်လှုပ်ပေးနိုင်မှာကမီးတမစုံနေနိုင်တယ်အဲ့ဒီဆံမကပြင်တောင်တစ်ထက်နေရဲ့အဝင်းဝဆိုင်ဘုတ်မှာချိတ်ဆွဲထားလျက်ရှိနေခဲ့တယ်အင်္ဂါလဲရင်နေကြီးဝအောင်တုတ်ထားပြီးခြံထဲမှာလည်းတရက်ပိန်းထဲမှာလည်းကဂျန်နလွန်ပင်တွေကကြီးကျင်တိုင်းကြီးတီးကျင်တိုင်းတီးနေကြတယ်ဓမ္မယောဂန်လူတွေကတော့ဒီကြီးရှိကပြတ်သွားရင်တော့မျက်စောင်းနေတော့လမ်းမကြည့်ရကြဘူးအဲ့ဒီလိုမကြည့်ရတဲ့အကြောင်းကလည်းရှိနေတော့ ဒီဒီရဲ့မူလပါရှင်ကအင်္ဂလိပ်ခေတ်ကတိတ်ကုံတဲ့မျက်နှာဖြူလူမျိုးတို့နေထိုင်ခဲ့တယ်လို့လွတ်လပ်ရေးရာပီးကစားနိုင်ငံသားသားပိုင်းနေနေကိုပြည်သူပိုင်းသိရင်ကာလမှာကျောက်လုပ်ငန်းကိုလုပ်ကိုင်တဲ့တထေးတဲဦးကအင်္ဂလိပ်နဲ့ဝယ်ယူခဲ့တယ်။တတိယကမြန်မာနိုင်ငံနဲ့မြန်မာလက်ပတ်သွားလာနေတာကြောင့်အင်္ဂိုမာလီလင်မယားနှစ်ယောက်နဲ့ပဲအထားပြီးတနစ်တခါတော့သာစိတ်ပြေလက်ပြောင်းလာရောက်အပန်းဖြေလေးရှိပါတယ်။တတိယကမှာကသားသမီး၃ယောက်ရှိပြီးသူတို့ထဲကကြီးဆုံးသားဖြစ်သူကဖောက်ငယ်ခွဲလွန်တဲ့အခါ ဒီဂိုမွေဖြစ်ရရှိခဲ့ပါတယ်။တပည့်သူကဖခင်မွေလည်းဖြစ်ရှင်အောင်အင်ဂျီလည်းဖြစ်တဲ့အတွက်လာရောက်ဝေယူရကန်းတန်းသူတွေကိုအလိမ်မာနဲ့ညှိပေးခဲ့တယ်။ဒါပေမဲ့အိမ်တွင်းပြင်တန်ရှင်းတန်ရဖို့ကလည်းလိုအပ်လာတဲ့အတွက်အိမ်နှင်းချံကိုလူငါဖို့စတင်စဉ်းစားခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒီအိမ်မှာလာရောက်ငားရနေထိုင်ခဲ့တဲ့သူဟာမောင်တန်ရောင်နဲ့မမမေရောလင်းများပဲဖြစ်တယ်။လင်းများနှစ်ယောက်လုံးကဘာသာရေးကိုကန့်ရှန်းပြီးပုံရိပ်ခြင်းတွေနဲ့တင်းတင်းဆွာပေါင်းတင်းဆက်ဆံတတ်တာကြောင့်အခြေခံအနေတွင်လူအိုင်းနဲ့ခင်မင်းရင်းနှီးခဲ့ကြတယ်။ တို့နေထိုင်တဲ့အိမ်ရဲ့ဖျားကန်းမှာတော့ကျေးစင်းတူတစ်ခုရှိပြီးတော့အိမ်ဝယ်စည်းပုံကတော့အပေါ်တက်မှာအိမ်ခန်းနှကန်အောက်တက်မှာအိမ်ခန်းနှကန်ရှိနေခဲ့တယ်။ဒီလိုနဲ့မောင်တန်အောင်တို့ရောက်ပြီးတလားခန့်ကြာအိမ်ဘော်ရက်ကနေဒုံဒုံတန်းတိုင်းတန်ပြီးကြားလာကြောင်းလင်မယားနှစ်ယောက်တက်ကြည့်ခဲ့ပေမဲ့ဘာမှမတွေ့တာကြောင်းနှစ်ယောက်သားဇဝေးဇဝါနဲ့ဖြစ်သွားခဲ့ကြတယ်။ညမအိမ်တော်နဲ့ဘော်ရက်ကနေစကားပြောတန်လို့လို့ငင်းခုန်လေးရဲ့တန်လေးလို့လို့ကြားနေရတာကြောင့်မကြောက်တတ်တဲ့မောင်တန်ယောက်ကတမိနဲ့တက်ကြည့်ပေမဲ့ဘာဆိုဘာမှမတွေ့ရပါဘူး။ လေမယားနှစ်ယောက်လည်းဒီပုံစံတိုင်းဆိုမဟုတ်သေးဘူးဆိုရဲတွင်းနဲ့အင်းဒီနာချင်းညီကိုမေးကြည့်တော့လည်းတိကျတိကျတဲ့အဖြေကိုမရခဲ့ကြပါနောက်ဆုံးမှာတော့နေမယားနေအောင်တိုင်ပင်ပြီးတန်ခေါတော်တွေကိုပြင်ဖိတ်ကအိတက်ပရေယောကမောဝဖတ်တော်တွေကိုပြုတ်လွတ်ခဲ့ကြတယ်။ပရေယောကမောဝဖတ်နေတဲ့အချိန်မှာတော့ဘာထူးချမှုမှမပြဘဲအာလုံးပီစီလို့ညာဘက်ရောက်ချိန်မှာတော့အိမ်ပေါ်တက်ကလေဒေါသတကြီးတောက်ခတ်တန်ခြေဆော့တန်တွေထွက်လာခဲ့ပါတယ်။ဒီကါတော့ရှင်းရှင်းလင်းလင်းကြီးကိုကြားလိုက်ရတာမို့နှစ်ယောက်သား ချွေးစည်းတွေပြန်ပြီးမိမိတို့ရွတ်နေကြတံပုတ်တီကားတော်ကိုတွတ်တွတ်ရွတ်နေတဲ့အချိန်အိမ်မော်တက်ကနေတကားတွေကိုထိုင်းရတဲ့ခြေနဲ့ကန်တဲ့တန်တွေထွက်လာတာကြောင့်ဘလို့မှမနေရတော့ဘဲထွက်ပြေးရသည့်ဖြစ်လာခဲ့ပါတယ်။အိမ်ဒီနာချင်းတွေလည်းမကြုံစဘူးကြုံတွေ့ရတဲ့ဖြစ်ကြောင့်လူစုပြီးအိမ်ပေါ်တက်ကြီးရပြီးတော့အဟောင်းတွေရဲ့တကားတွေပြုတ်ထွက်နေပြီးအိမ်နေရာနေမလေးတင်းမောရွက်အရွယ်ခန့်ရှိတဲ့လဝါရာတွေကိုမြင်တွေ့လိုက်ရတယ်။ဘောင်ဒီယန်တို့လည်းဒီလိုချောင်းလဲမှုတွေကြောင့်အိမ်မှာဆက်ပြီးမနေရတော့ဘဲငါးထားတဲ့အိမ်လာကကိုအစုံခံကပြောင်းပြေးပါလေရော။ သူတို့ပြောင်းပြီးတော့လေးလားလောက်ကြာမှာပဲနောက်ထပ်အင်္ဂါတူထက်ရောက်လာတယ်။ဒါပေမဲ့တပတ်လောက်ပဲနေပြီးပြောင်းပြန်ပြေးတာကြောင့်ဒင်ကြီးကတရေ၆တဲ့ဆိုတဲ့တဲ့င်းကတမျိုးလုံးကိုပြန်သွားခဲ့ပါလေ။အိမ်မရှင်ကလည်းသူ့ပိုင်နဲ့အိမ်မှာဖြစ်ပျက်နေရာတွေကိုကြားတော့ရခင်နေခဲ့တဲ့မာလီလေးမြောက်ပြန်နေပေးဖို့ပြောပေမဲ့ဘလို့မှခေါ်မရတာကြောင့်မြို့ကန်လူတွေနဲ့တိုင်မင်ကအိမ်မှာရှိတဲ့နောက်ဆက်ကိုဖယ်ရှားဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့ဘလို့မှဖယ်ရှားလို့မရတဲ့ပြင်ရခင်နဲ့ပူပြီးတောင်းကျမ်းလာတာကြောင့်အိမ်ကိုဖျက်ပြီးရှားမိုးတီဖြစ်လာခဲ့တယ်။ အိမ်ကိုဖျက်ဖို့လာတဲ့သူတွေကလည်းအိမ်ထဲမှာအရှိမမဲကြီးတစ်ခေါက်ရှောက်သွားနေရမြင်ခဲ့ရတယ်လို့အတချို့ကျတော့လေထုတ်တန်းပေါ်ကနေခြောက်တွဲလောင်းချပြီးထိုင်နေတဲ့လူတယောက်ကိုမြင်ပြီးထွက်ပြေးခဲ့ကြတယ်။ဒါကြောင့်အိမ်မရှင်နေတဲ့အိမ်ထဲခြံကိုတန်ရှင်းအောင်လှုပ်ပြေးနိုင်သူမီးသူမဆိုးအခမဲ့နေခွင့်ပေးမဲ့ဖြစ်ကြောင်းကြေညာခဲ့ရတယ်။သူ့ဝိမဲ့မီးသူတဦးတယောက်ကမှလာရောက်နေထိုင်ခြင်းမရှိတဲ့အတွက်အိမ်ကြီးရဲ့ဘေးပတ်လယ်မှာထုံနေရီထူထပ်ပြီးအိမ်အိုအိမ်ဟောင်းတစ်လုံးကြီးအဖြစ်တည်တည်ကြီးကျန်နေပါတော့တယ်။ ညခုနနိုင်ခန့်ချင်းမုတ်ဘတ်တို့ဘူဘူးနဲ့မုတ်ဘတ်တို့ဝဲဆောင်မလားပြုဝေဝတရားစပိန်စီနဲ့မုတ်ဘတ်တို့လမ်းရောက်နေပြီမဲ့ဝဲသူမရှိအောင်စိတ်ပြက်လက်ပြက်ဖြစ်သွားပြီးစပိန်ကိုတောက်တောက်ကပေးရလိုက်ပြီးရောဒီနေ့ဈေးလဲရောင်းမကောင်းပါတော့ကွာမနေ့ပြန်တော့ဈေးဘူးရောင်းဘာလို့ရမလဲအဲ့လိုတွေးကငေးမိုင်နေချင်းဟိတ်ကောင်လေးမုတ်ဘတ်တို့ဘလို့ရောင်းလဲအတန်းတော့ကြီးလိုက်တော့ရွှေခမ်းပြက်မှန်ကိုတက်ပြီးလေပင်မှာမဖလာပတ်ထားတဲ့လူကြီးတယောက်သူရှိရာကိုလမ်းလျှောက်လာလျာမြင်လိုက်ရပါတယ် တထုံမတင်ရဲပါဗျာငေါငါတို့ပေးစမ်းမောင်းမိဘနဲ့တောင်းနေကနေအငွေတထောင်းထောင်းချနေရဲ့မုတ်ဖက်ထုတ်တွေကိုကြွကြွတီထည့်ပြီးတော့ကမ်းပေးလိုက်ပါတယ်မင်းရဲ့မုတ်ဖက်တို့ကပုံနေသေးတာပဲဟုတ်တယ်ဦးလေးအပူတန်းခံနိုင်အောင်အပြောဘက်တွေနဲ့တီချအုပ်ထားရလေမင်းရဲ့အရင်ကဒီဘက်မှာမတွေ့ဘူးပါဘယ်ကနေလာရောက်တာလဲကျွန်တော်ကငှက်ပြန်ရောက်ခဲ့ကနေလာရောက်တာပါဒီဘက်ကလူနေများတော့စင်ရောက်ကောင်းမဲ့တင်ပြီးလာခဲ့တာမင်းတော့အထင်နဲ့မြင်လွဲပြီးတင်နေတယ် ဒီဘက်မှာကညာဘက်ဆိုရင်အပြင်တိတ်မထွက်ကြတော့ဒါကြောင့်တခြားရောက်ကကိုတွားရောက်တာပိုဆင်ပြင်းပြီဟုတ်ကဲ့ဦးလေးရောက်မဟုတ်တော့ဘူးရွှေကမျက်မှန်တဲ့လူကငွေဘောလက်ထဲကိုပတ်ဆံ၅ရောင်ထည့်ပေးပြီးမလန်းမကန်းကလမ်းကြိုးလေးတွေကိုဝင်သွားခင်းလိုက်တယ်ငွေဘောနဲ့ရောင်းလာတဲ့ပတ်ဆံ၅ရောင်ကိုလွှဲထည့်ထည့်ပြီးစပိန်ကိုနင်းကကြောင်တွင်းကုန်းဘက်ကိုထွက်လာခင်းလိုက်ပါတယ်နောက်စပိန်ကချိန်များကတ်နေရလားနေရလေးလိုက်တော့ ရေဘော်ကခြေကိုဖိနှိမ်ပြီးအခွန်လွတ်ဈေးနောက်ကနေဖြတ်လာတဲ့ချိန်စပိန်ကနောက်ကနေဆွဲထားတယ်လို့လေးလာတာကြောင့်လှည့်ကြည့်လိုက်တော့ပေါက်ပြဲနေတဲ့တကလက်အင်းကြီးကိုဝှက်ထားပြီးပိန်လိန်နေတဲ့ရွှေကမ်းမျက်မှန်တက်ထားတဲ့အဖိုးကြီးတယောက်သူ့အမျက်လုံးကြီးပြူးကြည့်ညာမြင်လိုက်ရတယ်။ရေဘော်လည်းရုတ်တရက်မှုစပိန်ကိုပြေးချပြီးထွက်ပြေးဖို့လို့အရှုပြန်ပြန်ထနေတဲ့လက်တစ်ဖက်ကခြေထောက်ကိုဖမ်းဆီးပြီးတော့မဘတ်တို့ထပ်စားခြင်းနဲ့ငေါကြွေးပါအောင် အဲ့ဒီလိုပြောနေရကြောင်းငွေဘော်တရားအထံကိုအောင်းဟင်းလိုက်ပြီမဲ့အတန်ကလေချောင်းဝမှာရင်ပျောက်သွားပြီးခန္ဓာကိုယ်တစ်ခုလုံးလေးလံလာခဲ့ပါတယ်။အဲ့ဒီချိန်ဒီဘက်ကိုပြေးလာတဲ့ခြေတံတချို့ကိုကြားလိုက်ရပြီးမန်မင်းတန်တွေပါကြားလိုက်ရတယ်။ဝေဘော်နဲ့ရှိသမျှကောင်အားကိုဆူဆီးပြီး ရုံးကန်ထားလိုက်ပြီမဲ့ကြားစိတ်ကြောင့်ဘလုံးမမထွန်းနိုင်မဲလဲကျသွားပါတော့တယ်။နောက်ဆုံးတတိယလိုက်တာကနူးညံ့ပြောင်ပြောင်နဲ့လက်တစ်ဖက်ကသူ့ရဲ့ကိုပြေးဖက်ထားလိုက်တာပဲ။ ဒီအောင်တော်တင်ရင်းရပါစရာလူဘာအန်တရပြုတ်ရတယ်လို့ဘေးကနေထွက်လာတဲ့အတန်းကြောင့်ငွေဘောမျက်လုံးကိုဖင်ကြည့်လိုက်တော့စိုက်ကားဂိတ်တစ်ခုပေါ်ရောက်နေပြီးသူ့ဘေးမှာတော့လူ9ယောက်ရှိနေတာမြင်လိုက်ရတယ်။ကောင်းလေသတိရပြီလား။ကျွန်တော်ဘယ်ရောက်နေရလဲ။ဟိုတရေရော။ငါတို့မောင်းထွက်လိုက်ပါပြီ။မင်းရဘယ်လိုလုပ်ပြီးသူ့ကိုခေါ်လာလဲ။ငါတို့မောင်းထွက်လိုက်ပါပြီ။မင်းရဘယ်လိုလုပ်ပြီးသူ့ကိုခေါ်လာလဲ။ကျွန်တော်မခေါ်ရပါဘူးဗျာ။ဘေးကနေဘယ်လိုလိုက်လာမယ်မသိရပါဘူး။ ညဘက်ကြီးစားစရာတွေလန်ရောင်းနေရကြောင်းလိုက်လာတာဖြစ်မယ်။ခဏနေရောမြ။အဲ့ဒီလူကြီးကကျုပ်စီရမောဘတ်တို့ဝဲသွားသေးရဲ့ဒီမှာသူပြေးတဲ့ပတ်စံ။ငွေဘောကလွေတဲတဲထားတဲ့ပတ်စံကိုထုတ်ပြလိုက်တော့ပတ်စံနေပေါ်ပဲတိဝဲချောင်းတွေဖြစ်နေရမြင်လိုက်ရပါလေ။ငါထင်တော့ထင်သာဒီကောင်မင်းကိုလှည့်ပြပြီးလိုက်တာပဲ။ဒုက္ခပါပဲဗျာမောဘတ်တို့တွေလည်းမှောက်ကုန်ပြီ။ဒီကြောင်ရဲ့တင်းရဲမှာချက်ခံရသေးရဲ့အင်းကိုဘယ်လိုပြင်ရမလဲမသိတော့ပါဘူး။ငွေဘောစကားကြောင့်အမြဲတမ်းကမောင်ကောင်ကိုလှည့်ကြည့်ပြီးရော။ ငါတို့မှကျန်တဲ့ငွေတွေကိုသူ့ကိုပေးလိုက်အောင်။အဲ့လိုပြောလိုက်တာကြောင့်မောင်ကောင်းကလွှဲထဲရှိငွေတချို့ကိုမိဘစီကမ်းပေးလိုက်ပါလေ။ဒါတော့မယူပြရစေနဲ့ဗျာ။အမေသိရင်ကျွန်တော်ကိုစူးလိုက်မယ်။ယူလိုက်ပါကောင်လေး။ဒီငွေကငါတို့အတွက်ဘာမှမဖြစ်ပေမဲ့မင်းတို့အတွက်နောက်နေ့အရင်ကြီးဖြစ်မှာပါ။အမေသာစကားကြောင့်ငွေဘောကငွေစက်ကူတချို့ကိုကန့်ယူလိုက်ပြီးလဲကြနေတဲ့စပိန်ကိုထူကောင်ထွက်သွားခဲ့ပါလေ။ငွေဘောထွက်သွားတော့အမေသာကခဝေးဝေးကိုလှမ်းကြည့်ပြီးရော ငါတို့တော့ဒီမြို့မှာရန်နှင်းငယ်ထက်နေအောင်ပဲနေတူတယ်။ဘာဖြစ်လို့လဲဆရာ?အတောင်းအရာတစ်ခုခုများရှိနေရလား။ဟုတ်တယ်မောင်ကောင်။ဒါမဲ့မောင်ဆမားနဲ့ဖွင့်ရတော့ရေးပြိုင်ကိုဆက်သွားရလိမ့်မယ်။ခုံရောက်ရေးကျွန်တော်တို့ဘာလုပ်ထားအောင်လဲဆရာ။ရေးပြိုင်ကဖေးဟောင်းောက်တို့မှာငါ့ကိုစောင့်နေရသူရှိတယ်။သူနဲ့တွေ့ပြီးရန်နှင်းငယ်ဆောင်ပေးဖို့ပြောထားလိုက်ပါ။ငါတို့ကိစ္စပြီးရနဲ့အမြန်လာခင်မယ်။ဟုတ်ကဲ့ပါဆရာ။ဒါဆိုကျွန်တော်တို့အာယုန်တက်တာနဲ့သွားလိုက်ပါမယ်။ ။အောင်မြတော်လည်းစိုက်ခါကိတ်မှာတညာသေးပြီးနောက်တနေ့မနက်မှာတော့မောင်စမောင်းနဲ့လန်ခွဲကမြို့ရဲကိုဝင်လာခဲ့ကြတယ်။ငှက်ပြင်းရဲ့ရက်ခွဲကတော့ပြင်ချားရက်ခွဲတစ်ခုဖြစ်တဲ့အတွက်လူပေါင်းစုံစရိုက်ပေါင်းစုံနေထိုင်ကြပြီးအော်ဟစ်တန်ဆဲဆူတန်တွေကလမ်းထိပ်ဝါးမှာဒီစူညံစွာထွက်ပေါ်လာခဲ့ပါတယ်။အောင်မြတော်လည်းရက်ခွဲတွင်ဝင်လာပြီးဟိုဒီဒီကြည့်နေတဲ့ချင်းဝေါ်ကစားတစ်ခုကိုကာရင်ထားပြီးဝါရီခင်ထားတဲ့တိတ်လုံးရဲ့ရှေ့ထမင်းရုံးတင်နေရင်ငွေဘော်ကိုမြင်လိုက်ရပါတယ်။ဆရာ ဟိုကောင်လေးကညတွေ့ရတယ်သူမလားဟုတ်တယ်မကောင်သူတို့ပုံစံကအတော်နွမ်းပါးလေးပုံမယ်အောင်မြတ်တော်လည်းလမ်းကြိုးလေးတစ်ခုကနေကြည့်နေချင်းအိမ်ထဲကလေဒုက္ခောက်လေးတစ်ချောင်းနဲ့ထွက်လာတဲ့အသက်50အရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်မိဘကမျက်နှာတင်းနေရင်မိခင်ဖြစ်သူကိုမြင်တော့ကြပြားကြားထားလိုက်ပြီရောအမေဘာလို့ထွက်လာလဲမျက်စိကလည်းကောင်းတာမဟုတ်ပဲနေရအောင်ရပါတယ်သားရဲ့အိမ်ထဲမှာပဲနေရတာညီငွေလာလို့ခဏထွက်လာတာပါ မေဘောင်ကလက်ထဲကင်ထားတဲ့ဒဏ်ခွက်ထဲကရှင်နေမျက်နှာတင်လိုက်ပြီးပြီးငယ်ဖြစ်သူကိုတွေ့ခါခုံမူလေးမော်ကိုပေးထန်လိုက်ပါတယ်။တာဒီနေ့ဈေးမသွားဘူးလား။ဒီအပိုင်းဘဘတ်တို့တိတ်ရှောင်းမကောင်းလို့တရန်နေလောက်နားမလို့။အင်းမော်လေးငါသားမနဲ့ဆိုစပိန်ပြင်ရညဘတ်ဆိုမိုးဘတ်တို့ရောင်းရနေပြင်ပန်းနေပါပဲ။ဒီလိုပဲမဟုတ်ပါဘူးမင်းရဲ့။မေဘောင်ကအာမရှိရဲ့လေတံနဲ့ပြောလိုက်ပြီးအိမ်ဖေးမှာဖွင့်ထားတဲ့ဘိုးဟာစာကိုဆွဲဖွင့်လိုက်ရာ တပိုင်းတနိုင်ဖွင့်ထားတဲ့စပိန်ပြင်ဆိုင်လေးတခုပေါ်လာခဲ့ပါတယ်။လေးဝါနဲ့စပိန်ပြင်ဆိုင်လေးကိုဝင်ပြီးပစ္စည်းတွေထည့်ထားတဲ့တစ်တောင်ဟောင်းကိုမနေချင်းစပိန်ပြင်ဟာလားဆင်ပြင်းလား။အဲဒီတန်းတော့မော်တီလိုက်တော့ညာသူ့ကိုကုညီပေးခဲ့တဲ့သူတွေဖြစ်နေရမြင်လိုက်ရပါတယ်။ညာတွေ့ခဲ့တဲ့သူတွေပဲဘယ်လိုလုပ်ပြီးဒီကိုရောက်လာလဲဗျာ။ဟိုဒီဒီလိုက်ချင်းနဲ့ဒီဘက်ရောက်ခဲ့တာမင်းတို့ဒီမှာနေရကြပြီလား။တနေ့လောက်တော့ရှိပြီ။အရှင်ကတော့တန်လန်းပြီးမှနေကြတယ် စီဗီတရားကယထန်းနှန်းဘေးကနေတဲ့သူတွေကိုမောင်းထုတ်လိုက်တော့ဒီဘက်ကိုရောက်လာခင်ရပြီမင်းတို့ဘာလဲဆွတ်လိုက်တာကွာတနေ့မင်းတို့သားမီးနီးကကိုကိုကိုရင်နဲ့မနေချင်ဘူးလားဘယ်လိုပြောလိုက်တာလဲဗျာနေလို့ရရင်နေချင်တာပေါ့ဒါပြင်မင်းတို့သားမီးနီးရောအင်ကြီးအင်ကောင်မှနေလို့ရအောင်ငါတို့ကညီပေးမယ်ခင်ဗျားတို့ဟာကျွန်တော်ဟာတာလာလို့နေငါပုံစံကအပြောင်ပြက်စားနောက်တဲ့ပုံစံဖြစ်နေလို့လား အဲ့လိုတော့မဟုတ်ဘူးလေဗျာဒါပေမဲ့ဒီကိစ္စကဘယ်လိုမှမဖြစ်နိုင်တော့မဖြစ်နိုင်ရင်မင်းကပြောဘူးကောင်လေးငါပြောတဲ့တိုင်းသာလုပ်မယ်ဆိုရင်မင်းတို့ဘဝတသက်လုံးကိုအိုးကိုအိမ်နဲ့နေသွားရနိုင်မယ်ဒါဖြင့်လည်းကျွန်တော်ဘာလို့ရမလဲဆိုတာပြောပါအခုလောလောဆယ်မျိုးလင်ရကြောက်တဲ့အိမ်တော်ကိုတတ်တောင်းရမယ်။ဗျာဟိုအခမဲ့ပေးနေတဲ့အိမ်ကိုပြောရလား။ဟုတ်တယ်။မင်းအင်းနဲ့မိဘကိုကောင်းကောင်းမွန်မွန်ထားခြင်းဒီလောက်တော့လုပ်ရင်းရမှာပေါ့။ ဒါမင်းအဲ့ဒီအိမ်ကတရေချောက်တယ်ဗျာဒီအတွက်မပူစမ်းပါနဲ့မင်းသားအိမ်တော့ကိုရှောင်းတော့တောင်းချင်းအောင်မြသားစကားကြောင့်ငွေပေါ်တပြင်းလက်ချက်ချလိုက်ပြီးခုံပေါ်လေးမှာထိုင်နေတဲ့မိခင်ဖြစ်သူကိုလှမ်းကြည့်လိုက်ပါလေမင်းတို့သားမီးနှစ်ယောက်တန်းနေမှာဟုတ်လားဟုတ်ပါတယ်ဦးလေးအိမ်ထဲချန်ကိုလည်းတန်ရှင်းတည့်ရအောင်လုပ်ပေးနိုင်တယ်လို့အိမ်ကိုလည်းကိုယ့်အိမ်လိုသဘောထားပြီးနေပေးနိုင်ပါတယ်ဒီမျိုးလူတွေတရားမမနေရတဲ့အိမ်မှာမင်းတို့သားမီးရနေမယ်ဆိုတော့ဟုတ်ပါမလားကွာ တကယ်ပြောပါဦးလေးရင်ကျွန်တော်တို့ကနေစရာအိမ်မရှိလို့ချောင်းပင်းမြောင်းပင်းမှာမိုးကစားလေးကပြီးနေနေရတာပါဒါကြောင့်ဖြစ်ချင်းရဖြစ်ဆိုပြီးဦးလေးစီလာခဲ့တာကောင်းပြီလေမင်းတို့စောင့်ကြည့်ရနေနဲ့တပတ်တော့ပြေးနေလိုက်မယ်ကိုင်ကိုင်ရလို့သဘောထားပြီးနေကြပါဝေဝနဲ့အိမ်နဲ့ခြံတော့ကိုရခဲ့ပြီးမှအောင်မြတ်တော်စီပြန်လာပြီးအိမ်ပြောင်းရွှေ့ဖို့စတင်လှုပ်ဆောင်ခဲ့ပါတယ် တိန်လုံးပေါင်းပါဝေးထည့်ထားတဲ့တစ်တောင်တစ်လုံးနဲ့အိုးကပ်မကန်အနေငယ်ပဲပါတော့မို့ပစ္စည်းတွေကိုစိုက်ကားနေတယ်ပြီးမြို့လေကအိမ်ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ရက်ွက်ထဲရလူတွေကတော့ငွေဘာတို့မိသားစုကိုနားမလည်တဲ့အကြည့်ဝင်နေကြည့်ကအဟောင်းနေခဲ့ကြတယ်။အဲကောင်လေးခြံကားဖွင့်လိုက်လေ။အောင်မြတ်သားစကားကြောင့်ငွေဘော်လဲကင်ထားရတဲ့နဲ့ခြံစီယူတကောင်ကိုဖွင့်လိုက်ရချုံနေရီထူထက်နေတဲ့အိမ်ဝင်နှန်းကအကြီးနံစွာနဲ့ပေါ်ပေါက်လာခဲ့ပါပြီ။အင်အားကိုဒီကောင်းတိုင်းရှိနေသေးရပါပဲ။ ဒါပေမဲ့အိမ်တအိမ်ရဲ့ဟိတ်ဟန်တော့ရှိတာမတွေ့ရဘူး။အောင်မြတ်ကအိမ်ပဝင်းတင်ကိုတိလိုက်ပြီးခြံဝင်းထဲကိုထထချလိုက်တဲ့ချိန်အိမ်ပေါ်တက်မှရှိတဲ့ပတင်းပေါ်တစ်ချက်ကဒုံငနေပွင့်ထွက်လာခဲ့ပါလေ။ဇလန်းကတော့စပြီးထင်နေစရာ။သူကခုလိုမိတ်ဆက်တော်လဲငါတို့ဘက်ကလှုပ်တင်တာလှုပ်ရတော့မှာပေါ့။ငွေပေါ်ရေးမင်းမဓမ္မနဲ့ပါတူတွေပါတယ်မလား။ဟောပါနေဗျ။ခြံဝင်းလန်းကအမြင်မတော်တော်တွေကိုရင်ရှင်းလာရော။အိမ်ထဲကကိစ္စတော့နောက်မှလုပ်ရအောင်။ ဟောမဲတော်လည်းငွေပေါ်မှာပါလာတဲ့ဓမ္မနဲ့ပေါတူးကိုတုံးပြီးခြံဝင်လန်းကိုကြီးကောင်းအောင်ရှင်းလင်းနေတဲ့ချင်းအိမ်ပေါ်တဲ့ပတင်းပေါ်ကနေလူတယောက်ရက်ကြည့်နေတဲ့ပုံသဏ္ဍာန်ကိုမြင်လိုက်ရပါတယ်။အခုလိုကြောင်လည်းခြံကြည့်လို့ကောင်းတော့တယ်။ကျွန်တော်တို့အိမ်ထဲဝင်ရတော့မလား။မင်းရဲ့မိကိုသူများအိမ်မှာထားခဲ့တာဆင်ပြေပါမလား။တရနေ့လောက်တော့ရပါတယ်။ဒါဆိုအချိန်တော့ပါတယ်။ဝေးပါရင်အိမ်တကောက်ဖွင့်လိုက်အောင် ရေဝန်နဲ့အိမ်သောင်းတွေတကောင်ဖွင့်လိုက်တော့အထင်းမှာဖုံးလေးအမိုက်တွေနဲ့ညက်ပက်နေရမြင်လိုက်ရတယ်လို့ဖုံမုံတွေပေါ်မှာတော့လက်တဝါးစာလောင်ကြီးမားတွေခြေရာတွေရှိနေအောင်မြင်လိုက်ရတယ်။ကဲအိမ်ထဲလဲရောက်ပြီဆိုတော့အရင်ဆုံးမြေတားရကန်ချင်တာကကျတော်ဝတ်တင်ကိုအန်တရေပေးဖို့လာလည်းမဟုတ်တယ်လို့တင်းကိုမောင်းထုတ်ဖို့လာလည်းမဟုတ်ပါဘူး။တင်းအနေနဲ့လဲကျုပ်တို့ကိုမနှောက်ရှက်ပဲသူစီကံကိုစီကံတိုင်းနေပါ။တင်းမှာတခုခုပြောစရာရှိရဆိုရင်ကျုပ်ကိုလာပြောပါ။ တင်ပြောသမျှဆိုသမျှတွေကိုကြားရအောင်ကျုံရဲ့အာရုံကိုဖွင့်ထားပေးပါတယ်။အမြင့်တော်ပထမဦးစွာမြစ်တန်ရက်ခံနိုင်ပြီးဟိုဟိုဒီဒီလာကြည့်လိုက်တော့လေကားမှာရှိနေတဲ့ညွန်ညင်းညစ်ခြောက်တဆုံကိုမြင်လိုက်ရတယ်။တင်ကြောက်ကိုဘာပြောစရာရှိနေလို့ကိုထင်ပြနေရလဲ။ပြောစရာရှိရလားပြောပါ။ငါလူတွေကိုဘာကြောင့်ခြောက်နေနေရထင်လဲ။နောက်ထဲမှာရုတ်တရက်ပေါ်လာတဲ့တန်ကြောင်အမြင့်တော်ကကောင်းနေနေလှုပ်လိုက်ပြီးရော။ တင်ပါကြခုလို၆လဲနေရဆိုတာပြောပြပါ။ဒါမှသာ အခုနေရတဲ့တွေဘလို့နေရမလဲသိကြပါမလား။ငါ့ကိုနေလို့မရအောင်သူတို့ချင်းလှုပ်ကြတာဟောကွာ။ငါ့အိမ်ထဲမှာကမောင်ဝါးတွေရပြီးငါ့ကိုပူလောင်အောင်လှုပ်ကြတယ်။တင်ရသူတို့ကိုထိန်းနှံ့အောင်လှုပ်ခင်းမိရကြောင်းလား။ငါ့ဒီအိမ်မှာနေရတဲ့သူတိုင်းကိုအတန်ဖြစ်စေ၊ရုပ်နဲ့ဖြစ်စေ၊အနှဲ့နဲ့ဖြစ်စေခြောက်နှံ့ခဲ့တာမရှိဘူး။ငါ့အိမ်ကိုငါဆွဲလန်းတဲ့စိတ်ကြောင့်နေနေရပြီမဲ့လူတွေများရင်ငါပြောတယ်။ သူတို့ကတော့ငါ့အိမ်မှာလည်းနေသေးငါ့အောင်လည်းနေမရအောင်လုပ်ကြတယ်။ဒါကြောင့်မသူ့ကိုမှမနေအောင်ငါလှုပ်ထားတာ။ဒီကနာနေမဲ့သူကအင်ကြီးရှင်ကိုဒုက္ခပေးမဲ့သူမဟုတ်ပါဘူး။မေဘောမင်းအနေနဲ့အင်ကြီးမှာရှိတဲ့ပုဂ္ဂိုလ်ရီကိုတိကြိုက်နာခြင်းအောင်လှုပ်လို့တဲ့ဆန္ဒရှိလား။မရှိပါဘူးစိတ်ကိုယ်ရဲတော့မရှိပါဘူးဗျာ။ဒီအောင်လေးစကားကိုကျုပ်ရဲ့တီလာတမာတိနဲ့တိုင်တယ်ပြီးကတိပေးပါရစေ။နေတော့ဝင်လာတဲ့ကနေပေးမှာဓာတ်ကင်ထားတဲ့လူလေးရောက်ကပ်ပါလာတာငါမင်းရတယ် နေရနာကိုလည်းငါကတ်လို့မရဘူး။ဒါကြောင့်ဝေးရနေပြောနေတာ။ဝေးပါ။ဒီမှာမင်းတို့နေမယ်ဆိုရင်အင်ဂျင်ရှင်ကိုထိခိုက်နာကျင်စေမယ့်အပြစ်ငုံမျိုးတွေမလုပ်ဖို့တတိထားပါ။တခုလောက်မေးပါလား။အမေကညာတိုင်းပင်ရရှိကိုအမြဝေးတာမျိုးတော့ရှိပါသေး။ဒါဆိုရင်အဆင်ပြေပါမလား။တမန်ယူဆိုတာကတော့ရပါတယ်။သူ့ကိုလည်းမြေတာပို့ပေးပါ။ဟုတ်လေကျွန်တော်တို့ကနှစ်ယောက်တည်းနေရမှာဆိုတော့ကြောင်းနဲ့အောင်မချောင်းနဲ့ဖို့ပြောပြပါဗျာ။ ဒီရင်ညတော့ငါတို့အားလုံးမင်းတို့နဲ့တူနေပြီးမှာမို့ရှေ့ဆက်ဘာပြဿနာမှမရှိအောင်ပြောထားပေးခဲ့ပါမယ်။ကဲပစ္စည်းတွေနေရာမချခင်တန်ရှိရေးအရင်လောက်ကြရအောင်။အောင်မြတ်တော်လည်းလူလေးရောက်နေလို့ရမယ့်အနေအထားမျိုးဖြစ်အောင်တန်ရှင်းလောက်ခင်းကြရအောင်။နေမိုးတဲ့တိမှာတော့အတန်းသိရှင်းနေသွားခဲ့ပါလိမ့်။ဒီလောက်ဆိုမင်းတို့အသာပြီးနေလို့အဆင်ပြေလာပါပြီ။ဟာအေးရဒီလိုကြောက်အောင်လေနေချင်းစရာလေးပဲဗျာ။အားလုံးလည်းပြင်ပန်းနေပြီဆိုတော့ခဏနားကြအောင်။ငါပေါ်တက်ကြည့်လာအောင်မေ။ အောင်မြင်တော်လေးမော်ကောင်းနေခေါင်းတော်ကိုငွေပေါ်နဲ့ထားပြီးအိမ်ဘော်ကိုတက်လာတဲ့ချိန်အိမ်ကန်းရဲ့တောင်းမှာစောင်းချောင်းထန်နေတဲ့လူတယောက်ကိုမြင်လိုက်ရပါတယ်။ထိုင်နေတဲ့သူကအောင်မြင်တော်ကိုမြင်တော့မျက်တော်မခက်တမ်းစိုက်ကြည့်ပြီးတော့နေရငေါ့မနေညမောင်းထုတ်ခဲ့တဲ့သူမလား။တင်းကိုမောင်းထုတ်ရင်ဒီကောင်လေးလိပ်ပြောင်းလဲသွားမှာပေါ့။ဒီနေ့တင်းရဒီကောင်လေးကိုဘာသာချောင်းလိုက်ရတယ်။ဒူစီကမုတ်ဖတ်တို့စားချိန်လို လိုက်လာခဲ့တာ။ ထိုင်နေလူရဲ့စကားကြောင့်အောင်မြတ်တာမျက်မှောက်ထုတ်ကစိုက်ကြည့်လိုက်ပြီးတော့လွန်ခဲ့တဲ့နှစ်ခုနှစ်ဆယ်ခန့်ကရှေးသွားတဲ့ချောင်းကျိုးနေတဲ့မောင်ခဆရာကောင်လေးကိုမှတ်မိလားမောင်ခဆရာဘာတူလဲငါမှတ်မိဘူးတေချာစဉ်းစားစမ်းအုတ်ထုတ်အနေအမြဲဆောင်းထားတဲ့မောင်ခလေအောင်မြတ်တာကညာလက်ညိုးကိုဝေယံပြီးပြောလိုက်တော့ထိုင်နေတဲ့လူကချမ်းကိုထိုင်ခင်းနေရိုက်ကမင်းစားပြီးပြီးဆုံးတော့တဲ့ကြောက်တုသမမောင်ခကိုပြောရလားတင်မမိတာပဲ တင်းရဒီကောင်လေးရှာပေးရဲ့ကြောက်တွေနဲ့ချမ်းသာလာခဲ့ပေမဲ့သူတည်သွားတဲ့အချိန်မှာတော့ဘာမှထောက်ပံ့မှုတွေမလုပ်ပေးခဲ့ဘူးမလားနေရဘလို့လို့ပြီးဒီဆောင်နေတည်နေရလဲကျုပ်ဒီကောင်လေးကိုကူညီပေးတယ်ဆိုတော့အเจ้าမဲသက်သက်ကူညီပေးနေရမှာဘူးသူရထိုက်တဲ့အရာကိုပြန်ရအောင်လုပ်ပေးနေရမဟုတ်ဘတ်တို့ရောင်းတဲ့ကောင်လေးကမောက်ခါလားဟုတ်တယ်သူကမောက်ခါပြန်ဝင်စားနေသူပဲဒါကြောင့်တိတ်ဘွားကမောက်ခါကိုတင်ဆိုင်ရမယ့်အကျွေးပဲ အခုဘဝမှာပြန်ဆန့်နိုင်ဖို့ကြောက်ကကူညီပေးနေရ။ဘာမြတ်သားစကားကြောင့်ထိုင်နေလူကြီးရဲ့မျက်နှာညှိုးချသွားပြီးအင်မတင်ဘောက်ကနေခုံချကခြံနှက်ဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။ညနေစောင်းတော့အောင်မြတ်သားခြံထဲမှာလမ်းလျှောက်နေတဲ့အချိန်နေလျာတွေ့ရလူကြီးအထုတ်ထုတ်နဲ့တူပြန်ရောက်လာပြီးတော့မောင်ခေါ့ကိုဒီပထမရီပေးပေးပါ။တင်ပေးခြင်းကိုယ်တိုင်ပေးတာပိုကောင်းပါတယ်။ဒါမှသာတင်းကိုကြောင်းလန့်နေရရွှေချသွားမှာ။ ဒီမှာငါ့ကိုတွေ့ရင်ကြောက်နေပြီးထွက်ပြေးမှာပေါ့တင်မင်းကြီးကမိုးဘတ်တုဝယ်တော့ကဘလို့ပုံစံမျိုးဟန်ဆောင်ခဲ့လေအောင်မြသာစကားကြောင့်အထွတ်ထွတ်ကိုကင်ထားတဲ့လူကြီးသဘောပေါက်သွားပြီးအိမ်နောက်ဘက်ကိုတပြေးပြေးထွက်ခွာသွားပါတော့တယ်အောင်မြသာတို့လည်းငွေဘော်နဲ့တူနှစ်ရက်ကနေထိုင်ပြီးသုံးရက်မြောက်နေမှာတော့ငွေဘော်တို့ကိုနှုတ်ဆက်ကထွက်ခွာသွားခဲ့ပါတယ်မိဘလည်းအောင်မြတ်တာတို့ထွက်သွားတော့မိခင်ဖြစ်သူကိုခေါ်ပြီးအိမ်ရောက်တဲ့မှာအဆင်ပြေတယ်လို့လေးနေထိုင်ခဲ့ရကနေထူးခြားမှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ် ငွေဘောင်ကမနက်မိုးလင်းတိုင်းအိမ်တွင်းအပြင်တန်ရှေးလေးလှုပ်လေးရှိပြီးခြံထဲမှာတစ်မျက်စီးလဲနေတဲ့အချိန်လေးဆိုရင်အမိုက်တီတဲကလည်းရွှေတူရွှေစားလေးတွေကောင်းရတာမျိုးအိမ်ထဲမှာတန်ရှေးလေးလှုပ်နေတဲ့အချိန်လေးမှာလည်းကျဲသီးလောက်ရှိတဲ့ကြောက်တွေကောင်းရတာမျိုးတွေရှိလာခဲ့တယ်။ငွေဘောင်လေးရလာတဲ့ရွှေတူရွှေစားလေးတွေကိုထုခွင်းရောင်းချပြီးခြံရှိမှာစပိန်ပြည်ဆိုင်ကုကိုဖိန်ကလောက်ကင်စားတော့ခဲ့ပါလေ။အိမ်မရှင်လေးနဲ့တခြားသူတွေနေလို့မရတဲ့အိမ်ကငွေဘောင်လို့နေကြမှာဘာတမမထွက်တာကြောင့် အရှင်လိုမဖြစ်တော်ဘူးထင်နေရောင်းချဖို့လှုပ်ခဲကြတယ်။ဒါပေမဲ့အိမ်ကိုဝယ်ဖို့လာတဲ့သူတိုင်းအနောက်ကနေစောင့်တွန်းခံရတာမျိုးအလွန်ဆိုးရွားတဲ့အပုပ်နဲ့နေရတာမျိုးကြုံရလေးရှိပြီးတချို့မှာတော့လေကားပေါ်မှာငုတ်တုတ်ထန်နေတဲ့မဲမဲကောင်တီကိုမြင်ပြီးထွက်ပြေးကြတာတွေရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့အိမ်ကိုဘလို့မှရောင်းလို့မရတဲ့အတွက်ငွေဘော်တို့သားမီးကိုပဲအိမ်ဆောင်တပေါင်းမျိုးနဲ့ထားရတဲ့အခြေအနေမျိုးဖြစ်လာခဲ့တယ်။ငွေဘော်တို့လည်းနှစ်ထပ်အိမ်ကြီးမှာနေထိုင်ရင်6လလောက်အကြာမှာတော့ အိမ်မက်သေးကိုရွှေကမ်းမျက်မှန်တက်ထားတဲ့လူကြီးတယောက်ရောက်လာပြီးလာပြီးလာွယ်နေပြီမှာအိမ်ကောင်းကြီးတရက်မင်အောင်မှာမုတ်ဖက်ထုပ်တွေထားပြီးဖို့နဲ့သူ့အတွက်ရည်ဆူပြီးအလိုလိုပေးဖို့အိမ်မက်ပေးခဲ့တယ်။ဝေဘော်တို့နဲ့အိမ်မက်ထင်းအတိုင်းမုတ်ဖက်ထုပ်တွေထားပေးခဲ့တယ်လို့အိမ်ကောင်းလဲတန်ခါတော်တွေပြင်ပြီးအိမ်ကြီးရှင်ကိုရည်ဆူကသင်္ကန်းကတ်လူပေးခြင်းတွေပြုလုပ်ပေးခဲ့ပါတယ်။အလိုလိုပေးပြီးနောက်တနေ့မှာတော့အိမ်ပိုင်ရှင်လင်များရောက်လာပြီးသူတို့ရဲ့ဖေကငွေဘော်တို့အသားမီးကိုနှစ်ထိုင်ကြီးမှာရှာတပ်ပံ အခမဲ့နေထိုင်ခွင့်ပေးဖို့အိမ်မက်လာပေးရကြောင်းဝမ်းသာအားရလာပြောခဲ့ကြတယ်။ဒီလိုနဲ့ငွေဘော်တို့တမ်းပြီလေဘသူမှမနေရတဲ့နှစ်ထပ်အိမ်ကြီးမှာနေထိုင်ရင်ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းခဲ့ပါတော့တယ်။မြို့ကလူတွေကတော့ငွေဘော်တို့တမ်းပြီးရဲ့ကုသိုလ်ကံကိုအားထားခဲ့ကြပေမဲ့ငွေဘော်ကတော့သူတို့ကိုအခုလိုဖြစ်အောင်လှုပ်ပေးခဲ့တဲ့သူတွေကတော့အမြဲတစေမျှော်လင့်ခဲ့ပါတယ်။အမြဲတမ်းအနေနဲ့ငွေဘော်တို့စီအောင်နေထွက်လာပြီးချိန်မှာတော့ မောင်စမားတို့ရှိနေရေးပြ ICU ခိဆက်ခဲ့ကြတယ်။သုံးရက်ခန့်အကြာမှာတော့ဆိုင်းလန်းဆူပြီးတဲ့တောင်ကျစ်တစ်ခုအောက်မှာရှိတဲ့ရေပြာရင်တစ်ခုစီကိုရောက်လာခဲ့ကြတယ်။ရေပြာရင်ရဲ့ဘေးမှာတော့ထုံးတင်ကန်ကတ်လုထားတဲ့ဘုရားငုတ်တို့တစုရှိနေပြီးဘုရားငုတ်တို့ရဲ့ဘေးမှာတော့တကောင်လုံးဖြူဖွေးနေတဲ့မိမတယောက်နဲ့တူမောင်စမားတို့ဖွဲ့ကိုမြင်လိုက်ရပါတယ်။ပိတ်ဖြူဝေးကိုဝေးစင်ထားတဲ့မိမကအောင်မြတ်တာကိုမြင်တော့ဦးငေါငုံညုတ်ကအယူတည်ပေးလိုက်ပြီးတော့ဆရာ မတွေ့ရကြပြီနော်ဖော်ရီစွာလှုပ်ဆက်လိုက်တာကြောင့်အောင်မြတ်တာကဖော်ရီစွာပြုံးပြလိုက်ပါတယ်အဲ့ဒီအချိန်မိမကြီးကဆရာတို့အားလုံးလူဆုံးပြီဆိုတော့တနေ့ရလိုက်ပြချာရှိပါတယ်အဲ့ဒီလိုပြောပြီးတောင်ချီဘက်ကိုဦးဆောင်ခေါ်သွားခဲ့တယ်တောင်ချီရဲ့တနေ့ရကိုရောက်တော့ငါးလမထူလာရှိတဲ့ကျွန်းသားခေါင်းနှလုံးကိုညင်ညာစွာချထားတာမြင်လိုက်ရတယ်ဒါတော့ကိုပြောတဲ့အရာလားဟုတ်ပါတယ်ဆရာကျွန်မထည့်ဖို့ပြပါမယ် ိမကြီးကဖြူဖွင်းတူဖက်တဲ့လက်ကိုအသာလေးလှောက်ခန်းလိုက်ရာကျွန်းအကောင်းကဘေးကိုလွင့်ထွက်သွားပြီးအထဲကနေဖြူဖွေးဆွနေရဲ့အရိုးစွန်းတစ်ခုပေါ်လာခဲ့ပါလေဒီဒီခါရောသူတို့အောင်မြင်နိုင်ပါမလားရွေးချယ်ထားပြီးပြီမို့အောင်မြင်သည်ကြာရှုံးသည်ကတော့သူတို့ကံပေါ်မူတည်ပါလေဆရာအောင်မြင်တော်နဲ့မိမကြီးကိုပြောနေရတွေကိုမောင်ကောင်းခွန်လာမောင်စမဖိုးကတုံးနဲ့တိုင်ပေါင်းတို့ကနားမလည်တဲ့မျက်နှာတွေနဲ့ကြည့်နေခဲ့ကြပါလေမောင်ကောင်းခွန်လာ ဒီယောစုကဘသူ့အယူရီလဲသိလားကျွန်တော်လည်းသိကြနေရဒါဘသူ့အယူရီလဲဆရာဒီယောစုတွေကမင်းတို့နှစ်ယောက်ရဲ့အတိတ်ဘဝကအယူစုတွေပဲဗျာကျွန်တော်တို့နှစ်ယောက်ရဲ့ယောစုတွေဟုတ်လားဆရာဟုတ်တယ်မကောင်မင်းတို့နှစ်ယောက်ကဥဆောင်နဲ့ဆရာတယောက်နဲ့တူတောင်းရင်တစ်ခုကိုထမ်းဆောင်ခဲ့ရပါဘူးတောင်းဝင်ကမအောင်မြင်မဲ့မင်းတို့နှစ်ယောက်ရဲ့အသက်ပါဖိဆက်ခဲ့ရတယ်လေ အခုရောစရာမပြီးဆုံးသေးတဲ့တာဝန်အတွက်ကျွန်တော်တို့ကိုရွေးချယ်ထားတာလားမင်းတို့တိုင်ကြီးဈာကာလမှာတာဝန်ပေးခံရတဲ့ဂိုင်းတွေရှိခဲ့ပြီးဘယ်သူမှဒီတာဝန်ကိုပြီးဆုံးအောင်မထမ်းဆောင်နိုင်ခဲ့ဘူးအခုတော့ဒီတာဝန်ကငါတို့ပေါ်ဆောင်လာခဲ့ပြီဆရာပါမယ်ဆိုဘာမဖြစ်ဖြစ်လုပ်နိုင်ပါ रे ဟုတ်တယ်ဆရာသာပါမယ်ဆိုဘာမဆိုလုပ်ရတယ်ကျွန်တော်တို့ဘာလုပ်ရမယ်ဆိုတော့တော့ပြောပါ မင်းတို့လုံးရောက်မှာကတခြားဆက်ကြဝလာတွေကိုငါနဲ့တူသွားပြီးအောင်မြတ်သာဆွဲသူကိုဖမ်းခေါ်လာပေးရမယ်။ဆရာပြောတာနားရှုပ်ပြီ။နားလည်အောင်ပြောရရင်ဆက်ကြဝလာတွေမှာငါတို့လိုလှုပ်ရှားသွားလာနေတဲ့ပုံတစ်ခုရှိတယ်။သူတို့ကမင်းတို့ငါတို့လိုမျိုးရှင်သန်နေထိုင်ကြတယ်။ဒါပေမဲ့အဲ့ဒီပုံမှာရှိအောင်မြတ်သာဆွဲသူကမကောင်းမှုမှန်တယ်များအကုန်လုံးတဲ့ပညာရှင်တယောက်ဖြစ်ရက်တည်နေတယ်။အဲ့ဒီလောကထဲမှာမင်းတို့စိတ်နဲ့တော့မတွေးနိုင်တော့တဲ့အထူးခြားစမ်းချက်မှုတွေရှိတယ်လို့တကားမှမတွေ့ဘူးရဲ့ပညာရက်တည်ရှိတယ်။ ဒါကြောင့်မင်းတို့နှစ်ယောက်အနေနဲ့စိတ်ကိုအတုံးချတဲ့နေရောဒီမှာတင်ချရနိုင်မယ်။တခြားသူတွေနဲ့သူတို့လို လေးလာတင်ချနိုင်တယ်။ဒါတော့မင်းတို့တင်ပေးမဲ့သူပဲ။သူ့နာမည်ကစံဖြူကဝေမလို့ခေါ်တယ်။အောင်မြတ်သာစကားကြောင့်ဘေးမှာရင်နေရဲ့မိမကြီးကနှက်ခမ်းတွေ့အောင်ပြောင်းပြောင်းလိုက်ပြီးအဖွဲသားတွေကိုကြီးလိုက်ပါတော့တယ်။စံဖြူကဝေတင်ပေးတဲ့ပညာရက်တွေကိုအောင်မြတ်သာရဲ့တပည့်တွေတင်ချနိုင်ပါမလား။မောင်ကောင်းတဲ့ခွန်သားတို့ကရောတောင်ဝင်းကိုပြီးဆုံးတဲ့အချိန် ချမ်းဆောင်နိုင်မလားဆိုတာကိုတော့ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဇေယနာရာမညာရေးသားထားတဲ့အောင်မြတ်သာနေ့ပရာလောကစီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဆက်ပြီးခဲ့ကြတဲ့ပြည်သူဒုတိယချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခတ်မဲဖြစ်ပါတယ်ခင်ဗျာ။